တော်ရန်ရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာအန်နဝါစိုးမိုးရဲ့တိုင်နန်းတို့အပြန်ဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာ ဖြစ်ပါတယ် ဇာတိချက်ကြွေမွေးရမြင်းနှင့်နှစ်ပေါင်း30ကျော်လောက်ကွဲကွာနေခဲ့သောကျွန်တော်ဖူရွာပြန်ခံစားမှုဝေဒနာကตาရလွမ်းမောပွဲကောင်းလှသေးတော်သည်1958ခုနှစ်ဤနှွေးနနခင်းတစ်ခုမှာကျွန်တော်ချစ်သောအမေခင်မရသောတငယ်ချင်းများနှင့်သူမသိငါပိုးချစ်နေရသောရွာကုန်းအောင်ကင်တို့ကိုခွဲခွာပြီးရွာကထွက်ခဲ့စဉ်ရင်မှခံစားရသောဝေဒနာကိုစာဖွဲ့ရေးမပြတတ်ပါ တခုတော့ပြောနိုင်ပါသည်ရွာနောက်ကျောရှိတောင်မော်ရွက်ကြွေတော်မှာအော်အော်ငှက်ငဲဤကြေကွဲလွမ်းစွဖွဲအော်မြီနှုတ်ဆက်လိုက်တန်ကိုပြန်လဲကြားရောင်မိတိုင်းရင်မာတလက်လက်ခံစားနေရပါသေးသည်ဘဝအတွက်မျောလင့်ချက်တွေပြက်ပြဲသွားနိုင်သဖြင့်ရွာကအထွက်မှာရွာဘက်ကို ပြန်လှည့်မကြည့်ဝတ်မင်းမဲ့အသည့်စိတ်ကတော့ရွာတဲကကွန်းနောင်ကိုင်းမလှတင်းတို့အိမ်သားမှာတဝဲလဲလဲကြံနေခဲ့ပါသည် လေယာကိုင်းကျွန်းများပက်လဲဝိုင်း၍အုံကွန်ငပြောဩဇာအုံးရှေတရက်မာလကာရှောက်တမ်းမြာပင်တို့ဖြင့်စိမ့်စုံညှို့မိုင်းနေသောကျွန်တော်မွေးရဇာတိရွာကြီးသည် စဘာကျိတ်တန်းနွားငေါက်တန်းခွေးဟောင်တန်းကြက်တော်တန်းတို့နှင့်တူဝေး၍ဝေး၍ကြံနေခဲ့ပြီးကိုတိလိုက်သောအခိုက်မှာကျွန်တော်မြုံဝုံးအိမ်မှာရေကြီးတစ်ပေါက်တောက်ခနေပြုတ်ကြသွားခဲ့ပါသည်အဲ့ဒီနောက်တော့နှစ်ပေါင်း30ကျော်အောင် ပျော်ရမနေပဲတော့ရမှနေခဲ့ရပါသည်ရန်ကုန်မြို့ပြင်ပတ်ရှိကျူးကျော်ရက်ွက်ထဲကဖုန်ကြီးเจ้าမှတဲခိုကတ်နေပြီးအလွတ်ပညာသင်ညာเจ้าတက်ခဲ့သောခစ်သည်ကိုရင်လေးဘဝစိုးဟင်းကျွင်းကြံတွေစာရင် အလုတ်ရှာခဲ့ရသောကိုရန်အောင် ရောင်ချာချာကိုရင်လူရွက်ကလေးဘဝယူနီဖောင်းအဖြူရောင်လေးဖြင့်ဇဘူးမာငါတလူဖြစ်ခဲ့သေးသော ရေတသားရဲဘော်လေးဘဝလမ်းမေးထွက်ပြီးဘန်ဂလီရွက်ခါ အမြဲအော်ရောင်းခဲ့ရသည်ရဲဘော်ဟောင်းဇေဒေကြီးဘဝစသဖြင့်ပေါ်လီပြီးတော့မှ မေကညာတစု သူငါအများမတ်သည်20ရာစုစူပါစတာအဆင့်တင်မောသားကြီးအဖြစ်ဖြင့်အနှစ်30ကျော်ကွဲကွာနေသောအမေရှိရာရွာသို့ပြန်လာခဲ့ပါပြီနှစ်ပေါင်း30ကျော်ဆိုသည့်ကာလအတွင်းမှာအပြောင်းလဲတွေအများကြီးဖြစ်နေတာတွေ့ရသည်ယခင်ကဆိုလျင်ကျွန်တော်တို့ရွာမှမြို့သို့သွားလိုပါက တညအိတ်ခီးဖြင့်ခြေချင်းလျှောက်သွားကြရသည်ယခုတော့ကားလန်ပေါက်နေပြီဖြစ်၍6နာရီမြကားစီးလိုက်ယုံဖြင့်လေရင်ခွင်းရှိရာမြို့မှကျွန်တော်တို့ရွာသို့ရောက်လာခဲ့သည်တခုတော့ရှိသည်ရန်ကုန်မှာမိသွေးအိတ်တွေတင်ပြီးအရက်တကားလှည့်ရောင်းသည့်လော်ရီကားမျိုးကြီးကိုခီးတဲ့တင်ကားဖြင့်အသုံးပြုနေရသေးသည်ဒေသခံပြည်သူများကဝမ်းပန်းတသာဖြစ်နေကြရသည်ယခင်ဆိုလျင်ကျွန်တော်တို့ရွာမှာပြင်းအောင်သမိုးအိမ်ဟူ၍ တကြီးရွှေဆိုင်ဤအိမ်နှင့်ကုံစုံဆိုင်ရှင်ကလားကြီးဥဟာရှင်ဘိုင်တို့ဤအိမ်နှင့်အိမ်သာရှိခဲ့သည် ယခုမူပြင်နောင်တမိုးများသာမက တိုက်ခန့်အိမ်အချို့ကိုပင်မြင်တွေ့ရသည်ထို့မြမကသေးပါရွာထိပ်မှဆ ảy ရွာလန်းတချောင်းတွယ်တန်းဆိုင်ထူထားသောလျှက်စက်ဓမ္မီတိုင်းရိုင်နဲ့နဲ့ကျိုးကျဲလေးများကိုအဝေးကပင်လှမ်းမြင်နိုင်ပါသည်ကញ្ញင်းစီလှော့စားမှုမိတိုင်းဖြင့်နေလာခဲ့ကြရသောဘဝမှာ လျက်စစ်မီထွန်းနိုင်သောအဆင့်သို့ပင်တိုးတက်ပြောင်းလဲနေခဲ့ပေပြီညနေ6နာရီမှည10နာရီထိလျက်စစ်မီရသည်တခါတည်းအာနာပိုင်အဖွဲ့စည်းမှ လူကြီးတွေလာသောအခါညလုံးပေါက်ရသည်ဟုဆိုပါသည်ရွာကိုရောက်ပြီးဖြစ်၍ရွာလေလန်းစုံကပြန်ကြစည်းကလေးမှကားအိုကြီးရက်သွားသည် အမောဖောက်လာသောပန်းနာတဲ့အဖိုးအိုကြီးပမာချောင်းတစ်ချက်ဆူး၍အသက်ပါထွက်သွားတဲ့ကဲ့သို့တွန့်ငနေဖြစ်ပြီးဆက်ပါရက်သွားသောအခါမှာ ကားပေါ်မှခီးတယ်များအားလုံးဆင်းညပါသည်ကျွန်တော်လဲဆင်းလိုက်ပါသည်မြို့ကားကြီးဆိုက်လာပြီဆိုလျင်ဝိုင်းအောင်ကြည့်တတ်သောကားဂိတ်ပရိသတ်ကကျွန်တော်ကိုအထူးဆန်းသဖွယ်ဝိုင်းအောင်ကြည့်နေကြသည်လဗိုက်ဂျင်းမောင်းမီ night working shoe kangaroo leather jacket ribbon နေကာမျက်မှန် nikon camera citizen nai attachi case ခေါ် james bond လက်ဆွဲတက်တာတို့ဖြင့်ကားအိုကြီးပေါ်မှ ခုံဆင်းလိုက်သောကျွန်တော်ကို အတော်စိတ်ဝင်စားနေကြဟန်တူသည်ရွာပြန်မှုအထင်သေးမခံရအောင် အပြန်စားရီကြီးဝစ်စင်လာခြင်းကြောင့်အထင်ကြီးကြည့်နေကြတာဖြစ်နိုင်သည်ဒီတော့ကျွန်တော်ကခေါင်းကိုမော့ရင်ကိုကော့၍လမ်းလျှောက်သွားလိုက်သည်ဝိုင်းကြည့်နေကြသူတွေကအချင်းချင်းတီးတိုးပြော၍ထင်ကြီးတွေမျိုးမျိုးပေးနေကြသည်ရုပ်ရှင်မင်းသားကျော်ဟင်းကလည်းငပလီကိုလာရင်းနဲ့ဒီဘက်မှာရုပ်ရှင်လာရိုက်မလို့သတင်းကြားနေခဲ့သဖြင့်ဟုတ်များဟုတ်နေမလားဟု တေချာအောင်ကြည်သူများလည်းပါသည်သို့သောကိုကျော်ဟင်းကမိသွေးအိတ်ရောင်းသည့်ကားကြီးဖြင့်လာမည်မဟုတ်၍မဖြစ်နိုင်ဟုမှတ်ချက်ချတန်းကို မသိမကွဲကြားနေရသည်ဝိုင်းဝန်ကြည်နေကြသူများတွင်အသက်30နှစ်အောက်အရွယ်များသည်ကျွန်တော်ကိုလုံးဝမသိနိုင်အသက်30ကျော်တွေကလည်းကျွန်တော်ဒီတခါကဒီရွာက ကိုရင်လေးကုမာရဖြစ်သည် သို့မဟုတ်ဘုန်းကြီးចောင်းသားလေးမောင်ရွှေကြီးဆိုသည်ကိုဘသူကားမှမမှတ်မိကြား တအူးကိုတအူးတီးတို့ပြော၍ထင်ကြီးတွေသာမြို့မြို့ပေးနေကြသည်ခလေးအုပ်စုကတော့ကျွန်တော်လျှောက်သွားရာသို့လိုက်ပါလာကြသည်အတော်တန်အတင့်ရဲသည့်ငကဲလေးတွေကတော့ဘေးကကြောတက်ပြီးကျွန်တော်မျက်နှာကိုတည်တည်ချာချာကြည့်ကြသည်ခရစ်သက်ကရစ်1290ခုနှစ်ကအီတာလီယန်လူမျိုးမာကိုပိုလိုတရုတ်ပြည်ကိုရောက်လာပုံနှင့်အတော်တူနေသည်သို့သောရွာအခြေအနေကလည်းကျွန်တော်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတိုးတက်နေ၍တော်ပေသေးသည်ကြေးရွာပြည်သူကောင်းစီယုံ စားသုံးသူတမဝါယမအသင်းဆိုင်ပြည်သူအရက်ဖြူဆိုင် စားတိုက်စသဖြင့်မြန်မြန်ဆိုင်ဆိုင်ရှိနေသည့်အပြင်မိုက်ကယ်ဂျက်ဆင်ပုံပါသောတီရှပ်ခနွမ်းနွမ်းတစ်ထည်ကိုဝတ်ဆင်ထားသည့်လူငယ်တဦးပင်တွေ့ရသည်နှစ်ပေါင်း90မြာဘာဆိုင်ပုံမှမတင်ပဲရောင်းချခဲ့သောရွာလေလမ်းကွာစုံမှ ဥပုလေးဤလက်ဖက်ရည်ဆိုင်မှခစ်တဲ့လက်ဖက်ရည်ဆိုင် ဆေးရောင်စုံဆိုင်ပုတ်ခြေဆွဲထားတာတွေ့ရသည်။အောက်ကအင်္ဂလိပ်လိုတောင်ပါလိုက်သေးသည်။ Modern Tea House တဲ့။အယောင်မျိုးစုံသည့်ကုံစုံမျိုးစုံဆိုင်ကလေးတွေကလည်းဟိုမှာဒီဇိုင်း၊ဒီမှာဒီဇိုင်းအပြိုင်ရောင်းနေကြသည်။အတန်ချက်ဆက်ငှားသည့်အိမ်မင်းရှိနေသည်။လျှက်စက်ဘက်ထရီအိုးများနဲ့တူအော်လန်ဂျီနှစ်ခုကို မြင်သာအောင်ပြထားသည်။ရနိုင်သည့်ဓပြားဇက်ထုံများနှင့်ကက်ဆက်ခွေးဇက်လန်းများကိုတင်မုံကြီးတွင် မြေဖြူဖြင့်ရေးပြီး လမ်းပေါ်မှမြင်သာအောင်ထောင်ပြထားသည်တွန်ဒီသိန်းတန်နှင့်ဟင်္ဒရာထွန်းရင်သချင်းများအစုံရှိသည်တဲ့ကျွန်တော်တို့အေရှိယာဘက်သို့လျှောက်သွားနေတော်လဲရွာလန်းတစ်လျှောက်မှာရှိသည့်အိမ်ယာအဆောက်အုံတွေနှင့်တစ်ပင်ဝါပင်တွေကပုံစံပြောင်းလဲကုန်ပြီဖြစ်၍ကျွန်တော်အိမ်ကိုကျွန်တော်မမှတ်မိဖြစ်နေသည်အိမ်တွေထဲကထွက်ပြီးကြည်နေသူတွေထဲကအရွယ်ကျနေပြီဖြစ်သောဦးကြီးဦးဘုံမြကိုမှတ်မိပြီးနှုတ်ဆက်လိုက်ရသည်ဟေးဘ누구လဲတဲ့ ကျွန်တော်ကဘသူဘဝဆိုတာပြောပြလိုက်သောအခါကျွန်တော်လက်မောင်းကို သူ့လက်နှစ်ဖက်ဖြင့်စုပ်ကိုင်းထားပြီးဝမ်းသာအားရဖြစ်နေတော့သည်ကိုအင်ကိုမမှတ်မိတော့လဲဦးကြီးကိုတော့မှတ်မိသည် ဆို၍ပို့ပြီးဝမ်းသာသွားဟန်တူပါသည် အောင်မလေးဟေးဘသူများလဲလို့လက်စားတတ်တော့ငါတူရွှေကြီးပါလားဟိုမဲလီကွယ်ဟိုရှိကခွေးအိတ်နေတာမင်းတို့အိမ်ပေါ်ဟာလာငါလိုက်ပို့မယ် ဥကြီးဖိုးမြညွန်ပြတော်မှ ကျွန်တော်ဖိုးအမျက်တနိုးသုံးခဲ့သည်လက်ကန်ရိုးတက်အုံမုတ်တော့ရေခွက်ကိုရေဦးစင်မှာတင်ထားတာလှမ်းမြင်လိုက်ရသည်ဘိုးဘွားပိုင်ရှေးဟောင်းပစ္စည်းကိုမြင်တော်မှ ကိုအိမ်ကိုမှတ်မိသလိုဖြစ်လာသည်ဥကြီးဖိုးမြအော်ဟစ်ပြောဆိုတဲ့ကို ကြားကြတော်မှမာကိုပူလူလာဘဲကရောက်လာမှမသိပဲအမေရိကန်တန်ယုံကိုခဲဖြင့်ပေါက်ဆန္ဒပြခဲ့သူအာဂျလာလာမင်းသားကျော်ဟင်းလာမကွဲမပြားဖြစ်နေသည့် ပဟေလိလူသားဒီကအချားမဟုတ်တို့ရွာကဖုန်ကြီးကြောင်းသားလေးမောင်ရွှေကျေးပင်ဖြစ်သည်ဆိုသောသတင်းမှာတော်မီပမာတရွာလုံးပြန့်သွားတော်သည်ကျွန်တော်ဦးကြီးဦးဘိုးမြကလည်းဤကဲ့သို့သောပုဂ္ဂိုလ်မျိုးကြီးကို တရင်တနီလက်မောင်းကန်၍အိမ်နေရာရောက်လိုက်ပို့ခွင့်ရသည်ကိုခုံယူဝင်ကြားနေသည်သတင်းဦးသတင်းထုကိုဦးပြပြလာပြောသူဖြင့်သူနှမတဝန်းခွဲကျွန်တော်အမေရှိမှကြွားလိုဟန်တူသည် ျွန်ုပ်ကိုဆွဲခေါ်သွားရာတွင် ခြေလန်းတွေအယမ်းတွက်နေသည်ဟဲ့မကြီးဥကြီးငတောင်းကြီးဒီအိမ်ကလူတွေဘယ်သွားကုန်ညာတလဲဟာစိတ်နှူမနေဖွားကို ခေါ်လိုက်စမ်းဒီမှာရန်ကုန်ကဧည့်သည်လာတယ်လို့ပြော ခွေးကိုချီးထားလိုက်လေကွအိမ်ရှိဖနှက်ချွတ်မှာအိမ်နေသောခွေးတကောင်ကလွဲ၍အိမ်ထဲမှာဘသူမှမရှိကြဦးကြီးဘိုးမြခေါ်လိုက်သည့်နာမည်တွေတဲကမကြီးဦးဆိုတာကကျွန်တော်မီး ငတ်တောင်းဆိုတာကကျွန်တော်အကူအိမ်ရှိက ခေါ်တန်တွေကြား၍မိဘကြောင့်တည်းကပြေးထွက်လာသောစိတ်နှူမကိုကျွန်တော်မသိအကိုတောင်းဤသမီးကျွန်တော်တူမဖြစ်မည်ညဂျူဒီအတွက်နိဗ္ဗာန်မှာအိပ်ဆက်နေသောအောင်းမွေးနေဟန်တူသောခွေးနီညိုကြီးသည် ကျွန်တော်ကိုမြင်လိုက်သည်နှင့်အတော်အမြင်ကပ်သွားပုံရသည်ဂျင်းမောင်မီဝဲစံရှိကိုတော်ကိုသူတို့အိမ်အတက်လက်ခံခြင်းမုံမရသွားတစ်ဖြည်းဖြည်းဖြင့်တကီးကီးတကဲကဲဖြစ်နေသည် စိတ်ညူမာကကျိမ်းမောင်းနှင်ချလိုက်တော့မှကျွန်တော်ကိုစောင်းငယ်ကြည့်ပြီးမင်းတတိထားနေဆိုသည့်အမှုရာဖြင့်မကြေမနက်ဆင်းသွားသည်ခွေးအိတ်သွားသောနေရာတွင် ကျွန်တော်ဝင်ထိုင်လိုက်သောအချိန်မှပင် အမေကအိတ်ခန်းတွင်မှထွက်လာသည်ခါလဲကိုင်းသွားခဲ့လေပြီ နားလဲထိုင်းဟန်တူသည်အရေတွန့်နေသည့်နှဖူးပေါ်မှ၆တရောင်းနေသည့်လက်ဖွားလေးအုံမိုး၍ဘသူဘဝတွေဆိုတာသိရအောင်မျက်စီကို ရှုံမေးပြီးအားဆိုင်ကြည့်နေသည် 1950ခုနှစ်လောက်က အင်ကိုလာပြီးအဖေကိုအနိုင်ကျင့်ရက်ဝဲခိုင်းကြက်သက်ခိုင်းထမင်းချက်ခိုင်းနေသောကွန်မြူနစ်ခေါင်းဆောင်ဦးတောက်ထိန်ကြီးထင်ပြီးကြောက်နေဟန်တူသည်ကျွန်တော်အနာသိမ့်မကက်ရဲဖြစ်နေသည်ဟဲ့မကြေးဥဘာကြည့်နေတာလေဒါနှင့်သားရွှေကြေးလီဦးကြီးဘိုးမြအော်ပြောလိုက်တော့မှကြားသွားဟန်တူသည် ကုန်းကွာကွာရက်နေရမှ ဖြင်းညင်းစွာထိုင်ချသည် ကျွန်တော်ကိုကြည့်ပြီးဝမ်းသာပီတိဖြင့်ငိုမဲ့မဲကြီးဖြစ်နေတော့သည်အမေအမေသားလေးရွှေကြည်ပြန်လာပြီလေအမေရဲ့တည်တည်ချာချာကြည့်ပါဦးတိတ်သားနာနေလို့အမေသားကိုအမေမမှတ်မိတော့ဘူးမဟုတ်လားဟင်မေစသဖြင့်ရုပ်ရှင်တွေတဲကလို့တမင်ဖန်တီးထားသည့်အတန်ကြီးဖြင့်လှုပ်ကြံပြီးပြောမလို့လှုပ်ကြည့်သေးသည်သို့တော့လှုပ်၍မဖြစ်နိုင်လွန်ခဲ့သည့်၅နှစ်ခန့်ကပင်ကျေးဇူးရှင်ဖခင်ကြီးကွယ်လွန်ခဲ့သည် စင်ရဲမွဲတင်နေသည့်အမေအိုကြီးကိုလယ်သမားအကိုကပင်ပန်းကြီးစွာလုတ်ကင်ကျွေးမွေးစောင့်ရှောက်နေရသည် ဆိုသည့်အသည့်ကခေါင်းထဲဝင်လာတော့သဖြင့်ရင်ထဲမှာတင်းကျပ်စွန့်နေလာသည်ကျေးဇူးရှင်မိဘနှစ်ပါးကိုငါးပြားတစ်စီတောင်မထောက်ပံ့မကျွေးမွေးပဲနေခဲ့သည်မိမိအပြစ်ကိုမိမိတတိယလိုက်သောအခါဘာစကားမှပြော၍အစဉ်ပြေမည်မဟုတ် ပြောလိုက်လျင်ငိုတန်ကြီးပါလာမှတေးကြသည် အမေရိကန်ဒေါ်လာ90ဘိုးချုပ်ဈေးမှာ3000ခန့်ပေးရသော Night Air Working Shoe ဖနက်ကိုချွတ်လိုက်ပြီးအမေရှိမှာဒူးထုပ်ထိုင်ချလိုက်သည်မြန်မာငွေ7300ခန့်တန်သည့် Levi's ဂျင်းမောင်းမီကတင်းကျပ်ကျပ်ဖြစ်နေ၍အဆင်ပြေအောင်တော်ကြိုးစားပြီးထိုင်လိုက်ရသည်အမေချေပမိုးအစုံနှင့်ကျွန်တော်ဥကောင်ထိနိုင်သည့်အခွာအဝေးထိအမေနီးသို့ချင်းကပ်ပြီးလက်ဆဲပြားထိတ်မှမိုး၍အမေကို ရှစ်ခိုးကြောလိုက်ပါသည် မဆက်ကတော့ဘာတစ်ခုမှမပြောနိုင်ငိုမိမှာဆိုး၍အံကိုတင်းတင်းကြိုက်ထားရသည်စင်းရဲနွမ်းပါနေသည့်မိခင်အိုကြီးကိုနှစ်ပေါင်း30ကြာအောင်ပြစ်ထားခဲ့သောစူပါစတာအပြန်စားကြီးကျွန်တော်ကပစ္စည်းမပါဗလာတက်တက် လက်အုပ်ချီပြီးကြော့လိုက်သောအခါအမေအိုသည် နွမ်းညိုရိပ်ဆွေးနေသည့်အင်ကြီးလက်တိုးပွားလေးဖြင့်စီးကြလာသောမျက်ရည်ပူတို့ကို တို့ယူတုပ်ပြက်နေတော့သည်ငုံမဲ့နေရ၍ဆူတောင်းမပေးနိုင်ဖြစ်နေသည် တားသမီးတို့အပေါ်မှာခွင့်လွတ်ချစ်ကျင်းနိုင်စွမ်းသော မိခင်မြတ်တာဤတင်ဂေတကိုမြင်လဲ့ရသောအခိုက်မှာငွေ1000ကျော်ထည့်ယူလာခဲ့သည့် Samsonite Attachy Case ကိုကျွန်တော်ဆွဲယူလိုက်ပါသည် အဖေကိုရည်စူးပြီး9000ကန့်အကုန်ကျခံ၍အလူတန်းလုံမည်အမေလူလိုကလူသုံးလိုကသုံးနိုင်ရန်ငွေ1000ကျော်မည်ရန်ကုန်အပြံတွင်လမ်းစိတ်မျှသာခြံပြီးကျန်တာအလုံးကို အကိုအလေသမားကြီးမိသားစုစားဖို့ပေးပစ်ခဲ့မည်ဟု ဆုံးဖြတ်လိုက်ပါတော့သည်ကျွန်တော်ရွာကိုပြန်ရောက်နေပြီဆိုသောသတင်းကိုကြားသွားကြသောဟုံကြီးเจ้าနေဘတ်တငယ်ချင်းတွေဝိုင်းအောင်လာတွေ့ကြသည်လူရန်သာဘောင်းစုံသည်လယ်သမားရာသမားရေလုံသားထင်းခုံသမားစပားတိုင်းညဆောင်ဖုန်ကြီးเจ้าသားကပ္ပိယစသဖြင့်စုံလှသည်သူတို့တွေရောက်လာကြတော့ရှေးအောင်နှောင်းပြမှအစာပြောကြသည့်စကားတွေကလည်းများလာသည် မေးကြသည့်မိကုံတွေကလည်းစုံလှသည် တယောက်တစ်ပေါက်ဖြင့်စူညံနေသည့်ဂျားကပါဇက်မနာရအောင်ပြန်လဲဖြေးချပေးနေရသည်တင်းမောသားဖြစ်နေပြီဆိုဟုတ်လားရန်ကုန်မှာနေတဲ့ထေးဖြစ်နေပြီဆိုတင်းမောသားတောင်ဖြစ်သွားအောင်ဘလို့များစ조사ပလိုက်တာလေဟက်ကောင်ကြီးကတို့ရွာကတင်းမောသားဖြစ်တာနင်းတရားပဲရှိသေးတယ်ရုပ်ရှင်တွေကဇက်လိုက်မင်းသားတွေစီးတဲ့ကာမျိုးနင်းမှရှိတယ်ဆိုတို့ရွာတွေမှာတကြက်ပေးကြည့်ရတဲ့ဗီဒီယိုဆိုတာနေမှာလကားကြည့်ရတယ်ဆို ရုပ်ရှင်မင်းသမီးတယောက်နဲ့ညှိပြီးမက်ဖြူတုတ်ကိုကြွားပြစ်မလို့လုပ်သေးတယ်ဆိုနင့်လိုဘီလက်တို့အမေရိကန်တို့မရောက်ရင်လည်းနေပါစေတော့ကွာ မသေးခင်ရွှေတကုံဖျားကြီးတော့ဖူးသွားခြင်းတယ်တစ်ခေါက်လောက်စိတ်ခံပြီးခေါ်စမ်းမှနင့်ချမ်းသာနေပြီဆိုဘာဖြစ်လို့နွားတည်းရဲ့အင်ကြီးကြီးဝစ်လာတာလဲတို့ရွာမှာအဲ့ဒီလိုတည်ရပြားတွေပေါလွန်လို့ခွေးတောင်းမစားလက်လုံးလက်စားစင်းရဲသားတွေဖြစ်၍ကျွန်တော်နဲ့အတူကြာကြာထိုင်ပြီး အချင်းကြကြစကားမပြောနိုင်ညာ လုပ်ငန်းငွေရှိရာဌာနအသီးသီးတို့ပြန်ညရသည်နေ့လယ်ဘက်မှာအာနေသည့်စပားတိုင်းညဆောင်လှုပ်သားလှထုံးတယောက်ကတော့ရန်ကုန်လေတန်းဖြစ်ပြောသောကျွန်တော်စကားတွေကိုနားထောင်ကောင်းသည်ဆိုပြီးကြံနေခဲ့သည်လာမတွေ့သည့်လူတွေတဲ့လုံရွှေတယောက်ကတော့အလုံးမရှိအကင်မရှိနဲ့အမေအိုကြီးစီကညှစ်ထုတ်လို့ရသည်မပတ်စံဖြင့်နေမူညာမူအယူလိုဖြစ်နေသည်ဟုဆိုသည် နှဲမောက်တက်သည့်ငပြူးကြီးကတော့ရန်ကုန်ကလာသည့်ဇက်ဖွဲ့တစ်ခုမှာ ထမင်းချက်ရေးခတ်အောက်ခြေသိမ်းအလုတ်ရ၍လိုက်ပါသွားသည်ဟုသိရသည် မောင်ပိန်တယောက်တော့လူပြိုကြီးဘွားဖြစ်မင်းကွယ်လွန်သွားရှာပြီးဟုသိရသည်မောင်ပိန်ကွယ်လွန်သွားပြီဆိုတော့မှဘုန်းကြီးเจ้าသားဘွားကမောင်ပိန်ပြောပြခဲ့သောတိုင်တန်းရှင်မเจ้าကိုပြန်လည်တရိယာလာသည်ကျွန်တော်တို့ရွာဦးเจ้าဤနောက်ကျောဘက်ခိုင်900ခန့်အကွာရှိတောင်နေရံမှာကြောက်ထရံကြီးတစ်ခုရှိသည်တစ်ပင်ငယ်မြက်ပင်ရှည်များပေါက်နေတော်လဲ အဝေးမှလှမ်းကြည့်လိုက်ပါက ကြောက်ကူတစ်ခုကိုဝင်သည့်တကားပေါက်ကိုကြောက်သားရင်ခွဲတကားကြီးဖြင့်ပိတ်ထားသည်နှင့်တူပါသည်အတွင်းမှာဖျားတိုက်ရှိသည်ဟုဆိုကြသည်အရိမတ္တယဖျားရှင်ပွင့်တော်မူသောအခါကျောင်းဆောင်ရန်ထက်ဘဝအဆက်ဆက်လှူဒန်းခဲ့ကြသောစိတ်ရွှေငွေကြောက်တန်ပရများတွင် တောင်မုံရာပုံရှိနေသည်ဥစ္စာသောမှ ရှိသည်ဆို၍ညအခါမဆိုထားပြီနေ့အချိန်မှာပင်အဲ့ဒီကြောက်ထရန်ကြီးဤသို့ကျွန်တော်မသွားရဲပါ ကျွန်တော်တို့ဘုန်းကြီးကျောင်းသားတွေထဲမှာမိဘဆင်းရဲယုံသားမကမိဘနှစ်ပါးလုံးမရှိကြတော့၍ဘိုးဘွားနဲ့နေရရှာသောမောင်ပိန်ကတော့ဥစ္စာဆောင်မှာကို သူမကြောက်ဟုဆိုသည်တခါတရံတွင် နေဝင်မုတ်ချုပ်ပြီးမှမောင်ပိန်တယောက်ထဲကြောက်ထရံကြီးဘက်သို့ထွက်သွားတာတွေ့ရသည်တခါတလေများည10နာရီလောက်မှမောင်ပိန်ပြောက်နေ၍လိုက်ရှာအော်ခေါ်ကြတော့မှလုံကြီးကလေးခြုံပြီးကြောက်ထရံကြီးဘက်မှပြန်လာသောမောင်ပိန်ကိုတွေ့ကြရသည် သူ့ကြည့်တော့လဲအကြောက်လန့်မရှိပြုံးစီစီမျက်နှာဖြင့်တွေ့ရသည် မောင်ပိန်က နမယ်နှင့်လိုက်အောင်ပိန်ရသည်ထဲဘဝကဆင်းရဲရုပ်ရည်ကမလှလေတော့ရထဲရွာတဲကဘယ်အပြူကားမှ မောင်ပိန်ကိုမကြိုက်ကြဒါပေမဲ့နမယ်ကြီးလာသည်ဖျားတိုင်ဥစ္စာသောမှကို မောင်ပိန်မကြောက်ဆိုသည့်ဂုံတက်တီကြောင့်တို့ရွာက သူရမောင်ပိန်ဖြစ်လာတော့သည်ဥစ္စာသောမှကိုစိတ်ဝင်စားသူတွေကမေးလာလျင် ဥစ္စာဆောင်မှနဲ့သူတွေ့ပြီးပြီဟုပြောတတ်သည်အထူးသဖြင့်မိကလေးတွေကမေးလာလျင်ဥစ္စာဆောင်မှအလွန်ချောကြောင်းမလှတင်နှင့်အလွန်တူကြောင်းသူနှင့်မကြာခဏတွေ့ဆုံပြီးစကားပြောကြကြောင်းထိပြောပြသည် မလှတင်ဆိုသည်ကရွာမျက်နှာဖုံးဖျားတကားဖျားဓာဤကမှမြေပိုင်ရှင်ဥငွေဆိုင်ဤသမီးရွာလူကြီးဥရွှေဆိုင်ဤတူမှရွာကျက်သည်ဤဆောင် ကိုနောင်ကိုင်းအချောအလှလေးဖြစ်သည် ျွန်တော်ကြိုက်လွန်း၍အမျိုးမျိုးစူးစားပြီးပိုးပန်းနာမရ၍စိတ်သက်ကြနေရသူဖြစ်သည်မောင်ပိန်ကျွန်တော်ကိုပြောပြတာကတော့ဥစ္စာသောမနဲ့သူနှင့်ကြိုက်နေကြသည်မကြာခဏတွေ့ဆုံပြီးအချစ်ပွဲဆင်နွှဲကြသည်ဟုဆိုသည်ကျွန်တော်ဥစ္စာသောမကိုကြောက်တော့ကြောက်သည်သို့သောမလတင်နှင့်တူသည်ဆို၍မောင်ပိန်ကိုအားကြလာသည်ဥစ္စာသောမနောက်တယောက်အပူစပယာများရှိလျင်မောင်ပိန်နှင့်တူတိုက်နှံလိုက်သွားပြီး ဖန်ကြည့်လို့စိတ်ပေါ်လာသည်နင်တို့ဘယ်နေရာမှာတွေ့ကြလာလဲဟင်ကြောက်ကူကြီးထဲမှာပေါ့ကွာအပြင်ကကြည့်တော့တာကြောက်ကူကြီးထင်းရတာဟိုတုန်းကနန်းတော်ကြီးလိုပဲဆရာတော်ဗုဒ္ဓဝင်စာအုပ်ကြီးတဲ့ကနန်းတော်ပုံတွေအတိုင်းပဲအလဲခမ်းမကြီးမှာကော်စောတွေအပြည့်ခင်းထားတယ်တိုင်လုံးကြီးတွေမှာမှန်ကူကွက်တွေဖော်ထားတယ်မျက်နှာချက်မှာရွှေကြာပွင့်တွေနဲ့ဖန်ပန်းဆိုင်ပန်းစွဲတွေချိတ်ဆွဲထားတယ် ရွှေပိန်းချာကနုတ်ပန်းပောင်ကွတ်ထားတဲ့ပရင်းပေါက်ကြီးတွေကလည်းသိလှတာပဲ။စိန်ရောင်ရွှေရောင်တွေကြောင့်အထဲမှာမီးမထွန်းရပဲလင်းထိန်နေရပဲ။အလဲခမ်းမကြီးရဲ့ပလင်ပေါ်မှာဖျားဆင်းသူတော်တစုရှိတယ်။တိတ်တက်ပေတာပဲ။ခမ်းမကြီးရဲ့ဘဲဘဲချမ်းကအခန်းကျဲကြီးထဲမှာစိန်တွေရွှေတွေအပြည့်ပဲ။မယူပါဝဒီနဲ့ငါအိတ်တဲ့အခန်းကတိုင်နန်းအလဲဘဟုခမ်းမကြီးရဲ့ညာဘက်ချမ်းမှာရှိတယ်။တခန်းလုံးပွေးကြိုင်နေတာပဲ။ အတုံးဆောင်တွေလည်းအပြည့်ပဲဘာမှလူလီသေးမရှိဘူးကျွန်တော်အရန်အားကြသွား၏တိုင်နန်းရှင်မမယူပါဝရီဤတငယ်ချင်းတွေတဲကတယောက်ယောက်နဲ့အစဉ်ပြေနိုင်အောင်မောင်ပိန်ကိုအထူးဦးစားပေးပောင်းသင်းနေရသည်ဒါပေမဲ့မောင်ပိန်ပြောပြချက်ကြောင့်စိတ်ပြတ်သွားသည်မယူပါဝရီတဦးတည်းသာရှိသည်အဆောင်ရှောက်နှင့်ကိုလုတ်တော်ရန်ရွေတော်အားလုံးဘလူတီဘလူမာရေကြီးဖြစ်သည်ဟုဆိုသည်သူတော်မှမယူပါဝရီဤခွင့်ပြုချက်ဖြစ်နာ ဝင်ထွက်ခွင့်ရနေသည်ဟုဆိုပါသည် ကြောက်ထရန်ကြီး၏တနေရာမှာရှိသည့်လျှို့ဝှက်ပောက်ကလေးတွင်သူမယူပါဝရီပေးထားသောတန်ချောင်းကလေးကို ထိုးသွင်းလိုက်ပါက ကြောက်တကားကြီးပွင့်သွားသည်အတွင်းကိုဝင်ရောက်သွားပါကကြောက်စရာကောင်းသည့်ဘလူးကြီးနှစ်ကောင်က တင်းမုတ်ကြီးတွေ ကိုစီထမ်းပြီးတိုင်တန်းခမ်းမသူအဝင်ရွှေရောင်ဂိတ်တကားကြီးကိုပိတ်ပြီးရက်နေတာတွေ့ရသည်မယူပါဝရီဖွင့်ပေးထားသော တန်ချောင်းကလေးကိုထုတ်ပြလိုက်လျင်တိုင်တန်းရှင်မဤချစ်သူဆိုတာသိသွား၍ရွှေတကားကြီးကိုဖွင့်ပြီးလမ်းဖယ်ပေးကြသည်မောင်ပိန်တိုင်တန်းတော်ကြီးတွင်ရောက်လာပြီးဆိုလျင်မက်ယူပါဝရီသည် သူ့အိတ်ခန့်အတွင်းမှပြေးထွက်လာပြီးမောင်ပိန်ကို ပွေ့ဖက်ကြိုဆိုလေးရှိသည်နတ်မောင်ရှေလျားသောစံကေတာကို ဖားလျားချ၍လှပမှွေးကြိုင်နေသောမက်ယူပါဝရီသည်ပါလွာဖြူဖွေးသည့်အဝတ်ကိုဝတ်ထားလေရှိသည်ဖြင့်မောင်ပိန်ကို ရင်ခုန်စေပါသည် နှစ်ဦးသားလက်တွဲ၍တိုင်တန်းဗဟုခမ်းမကြီးကိုဖျက်လျှောက်ကြပြီးဗုဒ္ဓရုပ်ပွားတော်ဆံရပလင်ရှိမှာဒုတုတ်ထိုင်လိုက်ကြသည်ချစ်သူနှူးတို့ဖျားကိုဥချကြော့ကြသည် မကြမီပေါင်းရပါစေသားဟုဆုတောင်းကြသည်မယူပါဝတီသည်ဖျားရှိခိုးပြီးမှသာချစ်သူနှစ်တူအိတ်ခမ်းသို့ဝင်လေရှိသည်ဒါကတိုင်တန်းရှင်မဆက်ဆက်တို့၏အစဉ်လာအလိထဖြစ်သည်ဖျားရှိခိုးပြီးသောအခါချစ်သူကိုပင်ဤလက်ကိုဆွဲ၍ ခန်းတင်စာဆက်ရန်နန်းသို့ပြေးဝင်သွားသောမက်ယူပါဗရီ၏လှူရှားဟန်မှာပြန်တန်းသွားသောကင်နီမာလီနှင့်ပင် တူသေးတော်သည်ဖြူဖွေးနုရလှပမှွေးချိုင်နေသောတိုင်နှန်းရှင်မာလီနှင့် မောင်ပိန်တို့ဤဆက်ညံ့ညောသည့်အုံးဆက်ရာထက်ဝဲဆုံးတသက်မခွာချစ်မဲဟုတစ္ဆာရိဆိုဂရိတွေပြုကြသည်ဝေတာလီပြည်ကြီးပြတ်တဲ့ဤကစပြီးနှစ်ပေါင်းတစ်ထောင်ကြာအောင်မောင်ကိုစောင့်နေရတဲ့မက်ယူပါဗရီကို တနာပါအောင်မောင်ရဲ့တနာစီဟာမျက်နာလေးဖြင့်တောင်းမန်နေသောချစ်သူမဲ့ယူပါဝတီလေးကိုတနာလွန်လှသည်ဖြင့်အဖို့နေဖွာကွယ်လွန်ပြီးပါကတိုင်နှန်းသူပြန်ခဲ့ပါမည်ဟုဂရိပေးလိုက်တော်သည်ဒါနဲ့နေပါဦးလှထွန်းရမောင်ပိန်ကဘာယောဂာနဲ့ဆုံးတာလဲဘာယောဂာမှမဖြစ်ဘူးနင့်လူဓာတ်လိုက်ပြီးသေးတာတို့ရွာမှာလျှက်စစ်မိရတော့မြို့နယ်လူကြီးတွေက မောင်ပိန်တကောင်ကြွက်ကိုတနာလို့ဆိုပြီးမီးဆက်ယုံမှညဆောင်ခန့်ပေးထားတယ်။ပြည်နယ်ကလူကြီးတွေရောက်နေလို့တညာလုံးမီးထွန်းပေးထားတယ်။ညတကောင်လောက်မှဆက်ယုံနိုင်ရန်ကမီးခလုတ်ပောက်ကလေးတွေကိုတန်ချောင်းနဲ့သွားထိုးတယ်လေ။တခါတည်းနောက်လန်ကြပြီးတမန်တလင်းနဲ့ခေါင်းနဲ့ရိုက်လိုက်တာပွဲချင်းပြီးတာပဲ။ကျွန်တော်တပြင်းရှည်ကြီးခြာပြီးခေါင်းတဆက်ဆန့်ညှိနေမိသည်။ကျွန်တော်ငယ်ချင်းမောင်ပိန်ဒီ သူချစ်သူမဲ့ယူပါဝတီလေးရှိရာတိုင်နန်းသို့ဝင်ရန်အတွက်ကြောက်ထရန်တကားကြီးကိုဖွင့်နာဖြစ်ပေလိမ့်မည်။သို့သော သူအသုံးပြုခဲ့သည့်တန်ချောင်းသည်မဲ့ယူပါဝတီပေးထားသောတန်ချောင်းမဟုတ်၍ကံမကောင်းမဲ့ဒုက္ခတွေ့သွားတာဖြစ်နိုင်သည်။ဘာပဲဖြစ်ဖြစ်ဆရာတော်ကိုတွားကြော်ရင်းတငယ်ချင်းတို့ဇနီးမောင်နှံစံမြန်းရာ ကြောက်ထရန်တိုင်နန်းသို့တွားရောက်နှုတ်ဆက်ရပေအောင်မည်။အန်နွာဆိုးမူစစ်ပြန်မဂ္ဂဇင်းဇူလိုင်လား 1990ခုနှစ်